တဝဲရေနဲ့စစ်ကမ်းမှာတဘာဝတန်းငွေရေတူလောင်ဖြန့်ပြူးပေးနိုင်တဲ့တာမန်တစ်ခုတည်ဆောက်ဖို့ရုရှားနဲ့မြန်မာဆွေးနွေးမှုတွေလုပ်နေကြပါတယ်စစ်ကောင်စီဥက္ကဋ္ဌရဲ့ရုရှားခရီးစဉ်မှာလိုက်ပါသွားတဲ့စွန့်ရင်ဝင်ကြီးဦးကိုကိုလင်ဟာရုရှားရဲ့စွန့်ရင်ဒုတိယဝင်ကြီးအပါအဝင်ရုရှားနိုင်ငံပိုင်ရေနံနဲ့တဘာဝတန်းငွေကုမ္ပဏီကနိုင်ငံတကာဆက်ဆံရေးအကြီးအကဲတို့နဲ့ပါတွေ့ဆုံခဲ့ပါတယ်သူတို့ဟာတဝဲရေနဲ့စစ်ကမ်းအနီးမှာတဘာဝတန်းငွေ LNG တွေကိုလက်ခံတူလောင်ဖြန့်ပြူးပေးနိုင်တဲ့ တာမီနယ်တစ်ခုတည်ဆောက်နိုင်မှုနဲ့ရေနံနဲ့သဘာဝတန်းွေရှားပွေတူးပေါ်ရေးထုတ်လုပ်ရေးအတွက်ပူးပေါင်းဆောင်ရွက်နိုင်မှုဆွေးနွေးခဲ့ကြပါတယ်ဒီအကြောင်းတွေကိုကိုမောင်ကဆက်ပြီးတော့ပြောပြပေးမှာပါထုတ်ပြန်ချက်ထဲမှာပါရှိတဲ့တဝယ်ရင်နဲ့စက္ကန့်နဲ့ LNG တာမီနယ်တည်ဆောက်မယ်ဆိုရင်ရုရှားနိုင်ငံကထွက်ရှိတဲ့သဘာဝတန်းငွေကိုအရေးအဖြစ်ပြောင်းပြီးရေချောင်းကနေမြန်မာကိုတည်ဆောက်လာရမှာပါ တဝယ်ရင်ထဲစိတ်ကန်းကိုရောက်ရင်တော့အဲ့ဒီအရေးတွေကို LNG တာဘိနဲ့မှာအငွေအဖြစ်ပြောင်းပြောင်းပြီးလျှက်စစ်ထုတ်လုပ်နိုင်အောင်ဆောင်ရွက်မှာဖြစ်တယ်လို့ဒီစီမံကိန်းတွေရဲ့သဘောတဘာဝကိုသိရှိတဲ့ပညာရှင်တချို့က BBC ကိုပြောပါတယ်မြန်မာရုရှားနှစ်ဖက်ဆွေးရင်ဆိုင်ရာတာဝန်ရှိသူတွေဆွေးနွေးရမှာတဝယ်ရင်ထဲစိတ်ကန်းနီး LNG တာဘိနဲ့တိစောက်ပြီးပြည်တွင်းသုံးတဲ့ပြည်ပကိုတင်ဖို့ရောင်းချနိုင်ရင် LNG တာဘိနဲ့ကတဆင့်ဆက်သွယ်မဲ့သဘာဝတန်ခွေပိုင်လိုင်းတိစောက်မဲ့ကိစ္စတွေပါဝင်ပါတယ်ဒီနေရာမှာပြည်တွင်းသုံးဆွဲဖို့နဲ့ပြန်လည်ရောင်းချဖို့ကိုပါပြောဆိုထားတာဘာကြောင့်ပါလဲနိုင်ငံရေးလေ လာသုံးသက်သူကိုကျော်စောခိုင်ပြောတာကအဲ့ gas ကပြည်တွင်းသုံးရုံနဲ့မဟုတ်ဘူးသူကရောင်းစားလို့ရအောင်ပါဟိုကနေဆယ်လာတဝယ်မှာအဲ့ရေနဲ့စိတ်ကန်းလို့သူတို့ပြောထားတဲ့ project နေရာမှာသူကအငွေပြန်ပြောင်းတဲ့ဆက်ယုံဆောက်ရမယ်အဲ့ဒါမင်းနဲ့ဆိုအဲ့ဆက်ယုံဆောက်တာလည်းဒါမင်းနဲ့ပဲဆက်ယုံမှာအပါပဲပြီးလို့ရှိရင်အဲ့ဒီကနေပြီးတော့သူက pipeline နေနဲ့ရိုးရအောင်တွေ့ရမယ် အဲ့တော့ pipeline တစ်ခုကတော့ရှိပြီးသားပဲဒါပေမဲ့အဲ့ pipeline လေးကိုဝင်ထည့်ပေးလို့ရမလားကိုယ့်ဘက်ကိုနောက်ထပ်တတ်တတ်အပိတ်ဆောက်မလားဆိုရင်ဟာတော့ နောက်မှသူတို့ဆက်ပြီးစဉ်းစားလိမ့်မယ်လက်ရှိမှာလဲတဝဲကနေထိုင်းနိုင်ငံဘက်ကိုကီလိုမီတာ360လောက်ရှိတဲ့ပိုက်လိုင်းသွဲပြီးရောင်းနေတဲ့ရေတနာကဲလွန်တဘာဝတန်းငွေလောက်ွက်ကနောက်3နှစ်လောက်ဆိုရင်တဘာဝတန်းငွေကုန်ဆုံးတော့မှာဖြစ်တယ်လို့ရဲတကွန်လောက်ွက်ကတော့အရင်တည်းကအထွက်နေကြောင်းကမ္ဘာပံရဲ့မြမဆွမ်းရင်ထုတ်ပြန်ချက်အစီရင်ခံစာမှာဖော်ပြထားပါတယ်။ဒါကြောင့်ထိုင်းနိုင်ငံကိုရောင်းချဖို့ကိုပါထည့်သွင်းစဉ်းစားတာလို့လေးလာသူတွေကသုံးသပ်ပါတယ်။ဒါပေမဲ့အရင်နည်းကြီးလို့အရင်ဆိုရလက်ထက်တုန်းကတော့တိဆောက်ရေးလုပ်ငန်းအစ်မတွေရက်နေတဲ့ LNG စက်ရုံတွေ ရှိနေပြီးအခုအထိအကောင့်အထည်မဖော်နိုင်သေးပါဘူးစစ်ကောင်းဆောင်ရုရှားကိုရောက်ရှိနေတဲ့ခီးစင်တွင်မှနှစ်နိုင်ငံသဘောတူညီမှုစေကူးကိုလက်မှတ်ရေးထိုးနိုင်ခဲ့ပြီးကုန်သွယ်ရေးစီးပွားရေးကာကွယ်ရေးသိပ္ပံနယ်ဤပညာလျှက်စစ်စွမ်းအားဆက်မှုနဲ့စွမ်းရည်ကိစ္စရပ်တွေမှာပုံမအောင်မြင်အောင်ဆောင်ရွက်နိုင်မယ်လို့ပြောဆိုထားပါတယ်ဒီလိုကိစ္စရပ်တွေကဘလောက်အထိလက်တွေ့ကျကျပူးပေါင်းဆောင်ရွက်နိုင်မှာပါလဲဒီအကြောင်းဒီဆက်သူတို့ပြောတာကိုအတန်စားထုတ်ဖတ်ထားပါတယ် MOU ထိုးတယ်ဆိုတာလောက်လေရတယ်မလောက်လေရတယ်အခုကရုရှားကလည်းခွင့်ရေးရုံယူထားလိုက်တဲ့သဘောပဲ တကယ်ဖြစ်လာမှာကညူဆွိုင်းရင်တုံလျှက်စစ်ဆက်ယုံပဲရှိတယ်။ဆန်နဲ့ပြောင်းဆန်အမျိုးမျိုးပို့လို့ရတယ်။ဒါလဲလွန်ရောကျွန်ရောဒေါ်လာတန်း150ပို့လောက်ပဲ။ဈာမကွန်တိန်နာကဈေးကြီးတာငှားရခတ်တာနောက်ရန်ကုန်နဲ့မော်စကိုပဲဖြစ်ဖြစ်ရန်ကုန်နဲ့စိန့်ပီတာစဘတ်ပဲဖြစ်ဖြစ်ကုန်သွယ်ရေးဈေးကကြီးတယ်။ရုရှားသမ္မတပူတင်နှစ်နိုင်ငံသတင်းစာရှင်းလင်းပွဲမှာပြောသွားတဲ့မြန်မာနဲ့ကုန်သွယ်မှုတန်ဖိုး40ရာခိုင်နှုန်းတက်လာတယ်။ကုန်သွယ်မှုတန်ဖိုးတန်2000လောက်ရှိတယ်ဆိုတာစစ်လက်နက်ပစ္စည်းကူးတန်းရောင်းဝယ်မှုကိုပါထက်တွက်ပြီးပြောတာဆိုရင်ဖြစ်နိုင်တယ်။ မြန်မာလျှက်စစ်ဝင်ကြီးနဲ့ရုရှားနိုင်ငံဘက်ကစွမ်းရင်ဆိုင်ရာတာဝန်ရှိသူတွေဆွေးနွေးရမှာမြန်မာနိုင်ငံအတွက်စက်သုံးစီကိုတက်တာတဲ့ဈေးနှုန်းနဲ့ရရှိအောင်ကူညီဆောင်ရွက်ပေးရေးရေနံနဲ့တဘာဝတက်ငွေရှားဖွေတူဖို့ထုတ်လုပ်ရေးမှာဤပညာကူညီပေးရေးနဲ့အလားအလာရှိတဲ့ကမ်းလွန်လောက်ွက်တွေမှာရုရှားကုမ္ပဏီတွေကယင်းဤမြုံနယ်မှုကိုလည်းဆွေးနွေးခဲ့ကြပါတယ်ခင်ဗျာ